င်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်မတ်လ9ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ကြာရှုံးနိုင်ငံမဖြစ်စေဖို့သက်ဆိုင်ရာခေါင်းဆောင်အသီးသီးမှကိုကျိုးစည်းဝါးနဲ့ရရှိထားတဲ့အာဏာတွေကိုရှော့တင်တယ်လို့ Seven EU Alliance မှာပြောရေးဆိုခွင့်ရှိသူနိုင်အောင်မငေးကပြောဆိုလိုက်တဲ့သတင်း။ EU ကကိုပိုင်လုံခြုံရေးကိုမြင့်တင်ဖို့ပြင်ဆင်လာကြတယ်ဆိုတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြာရှုံးနိုင်ငံမှာဖြစ်စေဖို့သက်ဆိုင်ရာခေါင်းဆောင်အသီးသီးမှကိုအကျိုးစီးပွားနဲ့ရရှိထားတဲ့အာဏာတွေကိုရှော့တင်တယ်လို့ Seven EO Alliance မှာ ပြောရေးဆိုခွင့်ရှိသူနိုင်အောင်မငေးကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါတယ်ပြုတ်ကွဲလို့နေပါဖြစ်နေတဲ့လက်ရှိမြန်မာနိုင်ငံရဲ့အခင်းကျင်းမှာကြာရှုံးနိုင်ငံမှာဖြစ်စေဖို့ တက်ဆိုင်ရာကောင်းဆောင်အသီးသီးကကိုအကျိုးစီးပွားနဲ့ရရှိထားတဲ့အာဏာတွေကိုရှော့တင်တယ်လို့တိုင်းဒလနဲ့ကိုင်ခွနဖွဲ့နဲ့စုဖွဲ့ထားတဲ့ 7A ကို Alliance မှပြောရေးဆိုခွင့်ရှိသူနိုင်အောင်မငေးက CNN တင်ထဏာကိုပြောပါတယ်။ကြာရှုံးနိုင်ငံဖြစ်ရေးမဖြစ်ရေးဟာတက်ဆိုင်ရာကောင်းဆောင်အသီးသီးအပေါ်မှာသာမူတည်ကြောင်းလည်းသူကပြောပါတယ်။နိုင်ငံကောင်းဆောင်မဲ့အပေါ်မှာတာဝန်ရှိတယ်ပေါ့နိုင်ငံကောင်းဆောင်ကျွန်တော်ပြောရဒီ SSC ခုလေးကိုပြောတာမဟုတ်ဘူးတော့နိုင်ငံကောင်းဆောင်ကသူ့သူ့လူမျိုးလိုက်သူ့ဒေသလိုက် အာသူ့လမ်းကြောင်းရကောင်းဆောင်လေးရှိကြတယ်ပဲ။အင်းမီကျေတာအင်းအားများတာအင်းအားသေးတာပေါ့နော်ဗျာဒါမဆိုင်ဘူး။တကယ်ကောင်းတာသူ့မူကအဲသူ့မှာသူ့မျိုးစုနေမဲ့သူ့မှာသူ့ကောင်းဆောင်ရသူ့ပေါ့အဲ့ဒါရှိကြတယ်ဆိုတာဒီဒီကံကောင်းဆောင်ပေါ်မှာပဲတမှုကြည့်တော့ပေါ့နေရာကောင်းဆောင်ပြုကျင့်တာဘူးဘလူးဟိုဘလူးထောက်မလဲပြောင်းသူ့ပေါ်မှာဘလူးမြင့်မထောက်မလဲအဲတာသူပြဘလူးလုံးလုံးမလဲဒီမှာ ကြည့်မှုဘယ်လိုလုပ်ရှိမလဲအတန်းတူညီမှုဘယ်လိုရှိမလဲအဲ့ဒါအားလုံးကြည့်ရင်မဆိုရင်တော့အာလုပ်လို့ရပါတယ်ကိုကြည့်စီဝါ shop လိုက်ဘာလို့ခုကိုညီကိုဒီတက်ကိုလူမျိုးကိုပါတီအာကိုရရတဲ့အာနာအဲ့လို shop လိုက်ဆိုတာဖြစ်နေပါတယ်မဖြစ်တာမဖြစ်ကြတော့မရှိဘူးပေါ့နော်ကျွန်တော်ထင်တာ2021ခုနှစ်နောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့နေမြေတွေကိုရသလောက်တင်းယူထားတာကြောင့် နေမြေစုမှုမှုတွေကျေပြတ်လာတဲ့အများအငင်းပွားမှုပြဿနာတွေဟာလည်းပုံမှုဖြစ်ပေါ်လာလျက်ရှိတာပါ။ဒါပြင်တိုင်းဒေသနဲ့ကိုင်တွေအားလုံးမှာမတူညီတဲ့တောင်းဆိုမှုတွေကြောင့်အခုအနေထားတိုင်းဆက်သွားနိုင်မယ်ဆိုပါကကြာရှုံးနိုင်ငံဖြစ်သွားနိုင်ကြောင်းလည်းစီးရင်းနဲ့နိုင်ငံရေးအကဲခတ်တွေကသုံးသပ်ထားကြပါတယ်။လက်ရှိ၄နှစ်ကြာကြာဖြစ်ပေါ်လာတဲ့မြန်မာနိုင်ငံရဲ့အခင်းအကျင်းမှာအဆိုးရွားဆုံးအခြေအနေကိုရောက်ရှိနေတယ်လို့ရှန်တိုင်းသမျှဒီမိုကရေစီအဖွဲ့ချုပ် SNLD မှာဥက္ကဋ္ဌဦးဆန်းညွန့်လင်းကစီရင်နိုင်တဲ့တင်ဌာနကိုပြောပါဗျ။အခုမြန်မာနိုင်ငံရဲ့အခြေအနေကတော်တော်ဆိုးရွားတဲ့အခြေအနေလောက်ပါပြီ အဆိုးအယိုးဆိုတာလာနေတယ်ဒီကဘာစီကြီးလိုအဲ့ပုံဒီအရာကြီးစီးနေတာမဟုတ်တယ်ဟုတ်ပါတယ်တော်ရင်းချိခိုက်နေတာလေအခုဒီနေ့ဆောင်ဒီဒီဒီမှာဆောင်လို့ပြတ်မှာရှိတာဟုတ်လားသူတော့ဘူဝတ်ဒီဒီရဲ့ဆလာကိုပြောနေတယ်ဒီတော့မြန်မာပြည်ကဆလာပေါ့မကောင်းဘူးဆလာချင်းနိုင်လဲအလုပ်ကြည့်လဲဖြစ်ဖြစ်ကြည့်ကြတာပေါ့ လက်ရှိမှာတရင်သားလက်နက်ကင်တွေအကြားနေမြေစိုးမှုမှုတွေမှာရှမ်းပြည်နယ်မှာတော့ KIA နဲ့ TNL ကြား၎င်း KIA နဲ့ MNDAA ကြား၎င်း TNL နဲ့ SSPP ကြား၎င်း RCSS နဲ့ SSPP ကြား၎င်း PNO နဲ့ PNL ကြား၎င်းနေမြင့်အငင်းပွားပြီးပွတ်တိုက်မှုတွေဖြစ်ပွားနေတာပါအဲဒီလိုပဲတနင်္သာရီတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်အတွင်းမှာလည်း NMSP နဲ့ KNU ကြား၎င်း KNU နဲ့ KTL ကြား၎င်းနေမြအငင်းပွားပြီးပုတ်တိုက်မှုတွေဖြစ်ပွားနေကြတာပါလက်ရှိမြန်မာနိုင်ငံရဲ့အခင်းအကျင်းမှာတွေးဆောင်ဆွေးနွေးခြင်းနီးလန့်နဲ့အပြေရှားဖို့တိုက်တွန်းနေကြပေမဲ့လည်းပြုပြင်ပြောင်းလဲရေးအရေးတစ်ခုကိုသွားနိုင်တဲ့နိုင်ငံရေးတွေးဆောင်ဆွေးနွေးမှုမျိုးမရှိသေးကြောင်းလည်းစီးရင်နဲ့နိုင်ငံရေးအခက်ခက်တွေကထောက်ပြကြပါတယ်ရခိုင်လူမျိုးတွေရဲ့ကိုပိုင်ပြတ်ထန်းခွင့်နဲ့ကိုပိုင်အုပ်ချုပ်ရေးကိုတက်မတော်ဘက်ကလက်မခံဘူးဆိုရင် ဆွေးနွေးပွဲမအောင်မြင်နိုင်ဘူးလို့မွန်ပြည်ဖက်ဒရယ်ကောင်စီဥက္ကဋ္ဌနိုင်မွန်ဆိုင်ကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါအရကတ်တတော် AA နဲ့မြမတက်မတော်တို့ဆွေးနွေးပွဲဖြစ်မြောက်လာရင်ရခိုင်လူမျိုးတွေရဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်နဲ့ကိုပိုင်အုပ်ချုပ်ရေးကိုတက်မတော်ဘက်ကလက်မခံရင်ဆွေးနွေးပွဲမအောင်မြင်နိုင်ကြောင်းမွန်ပြည်ဖက်ဒရယ်ကောင်စီဥက္ကဋ္ဌနိုင်မွန်ဆိုင်ကဆီယန်နိုင်တဲ့ဌာနကိုပြောပါရတယ်။ အေယံ2023ခုနှစ်နိုဝင်ဘာ23ရက်မှာရခိုင်ပြည်နယ်အတွင်းမှာထိုးစစ်ဆတင်ခဲ့ပြီးမြို့နယ်ပေါင်း14မြို့နယ်နဲ့အတူအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခတို့ကိုထိန်းချုပ်ထားပါတယ်။အဲဒီနောက်ပြည်တွင်းရေးကိုနိုင်ငံရေးနည်းလမ်းနဲ့ဆွေးနွေးဖြေရှင်းမယ်လို့အေယံက2024ခုနှစ်ဒီဇင်ဘာ29ရက်မှာထုတ်ပြန်ခဲ့ပါတယ်။အေယံအနေနဲ့ပြားတစ်ခုခုရှိလို့သာတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကိုပြောဆိုနေတာဖြစ်နိုင်ကြောင်းကိုပိုင်ပြားထန်းခွင့်နဲ့ကိုပိုင်အုပ်ချုပ်ခွင့်ကိုမြန်မာတပ်မတော်ဘက်ကအတိအမဲ့မပြုရင်ဆွေးနွေးပွဲအောင်မြင်မှာမဟုတ်ကြောင်းမွန်ပြည်ဖက်ဒရယ်ကောင်စီဥက္ကဋ္ဌနိုင်မွန်ဆိုင်ကဆေးရနိုင်တဲ့ဌာနကိုပြောပါရတယ်။ အာကျွန်တော်ထင်တယ်သူတို့က PR တခုခုရှိလို့ဒါတွေဆုံဆွေးနွေးလမ်းကြောင်းကိုသူတို့ပြောဆိုနေတာဖြစ်နိုင်ပါတယ်လို့ကျွန်တော်မြင်တော့တရုတ်ရဲ့ PR လည်းပေးလာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အလုံးတည်တဲ့အတိုင်းပဲတွေးဆုံဆွေးနွေးရင်းကတော့တွေးတော့တွေးနိုင်တာပေါ့နော်ဒါပေမဲ့အောင်မြင်မယ်မအောင်မြင်ဘူးဆိုတော့ကျွန်တော်တို့တိကျတော့မပြောဘူးပြောလို့မရဘူးပေါ့နော်အာဒီကတော့ကျွန်တော်တို့တိုင်နာတာတွေပေါ့နော်ဒီကတော့ရခိုင်ပြည်ရဲ့ဒီကိုယ်ပိုင်ပြတိုင်းဝင်နေခိုင်ရဲ့ကိုယ်ပိုင်ချုပ်ရေး နော်ဒါဒီကိုဒီဆရာဆရာပဲဖြစ်စေတယောက်ပဲဖြစ်စေဒါပြမှုဖြူခြင်းတော့ကျွန်တော်ထင်တယ်ဒီစနေဝယ်တော့အမေမဟုတ်ဘူးလို့ပြောကြည့်ပါလေ အေကနိုင်ငံရေးနည်းလမ်းနဲ့ဆွေးနွေးဖြစ်ရှိမယ်လို့ထုတ်ပြန်ထားပေမဲ့တရုတ်စီမံကိန်းတွေရှိရာကြောက်ဖြူမှုအပါအဝင်ရခိုင်ယူမနဲ့ဆက်ဆက်နေတဲ့အေယာဝတီတိုင်းဒေသကြီးပသိမ်းရေကြည်နယ်တာပေါင်းမြို့နယ်အစွန်ဖျားဒီမှာထိုးစစ်ဆင်နေပြီးမြန်မာတပ်မတော်နဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။အေအနေနဲ့မြန်မာတပ်မတော်နဲ့တွေ့ဆုံဆွေးနွေးရင်ရလက်ကောင်းတွေမထွက်နိုင်ကြောင်းဒါပေမဲ့တွေ့ဆုံဆွေးနွေးပွဲတွေကတော့တနည်းမဟုတ်တနည်းဖြစ်လာမှာဖြစ်တယ်လို့စီးလုံးညညွတ်သောတိုင်းဒေသလူမျိုးမဟာမိတ် UNE ကပြောရေးဆိုခွင့်ရှိသူဦးမျိုးကျော်ကဆက်နိုင်တဲ့ရင်ထဏာကိုပြောပါရယ်။ 过去的也是得不着，宝贝。但你要说马兰的广播里面，我都非常顺利的当妈。原来工作现在出来没看见。都说是过去的，然后好些啊，那些什么的，宝贝。都说在那时候李家营子那地方，都都的啊，过去俺们西凉的，都都也阿大姐说，都在那时候李家营子那边，那那几年玩，阿婆也还是那几年玩，玩了没几年嘛，都做梦都那里阿妹阿弟说的，看见了。 yani. Ngisho ngusweni la kakade. စကားကနဲ့ဖြစ်ချင်လည်းဖြစ်မယ်တခြားသောကြားခံတစ်ခုခုကပဲဖြစ်နေမယ်ဖြစ်မယ်ပေါ့။သို့မဟုတ်အပြန်ကြောင်းလာတဲ့ဒီနိုင်ငံအတွက်ကျွန်တော်တို့ဒီရခိုင်ကိုလုံခြုံမှုပေးနိုင်အမခံချက်ပေးနိုင်ရတဲ့ပစိဖြစ်ကောင်းဖြစ်ပြီ။ဒါနဲ့တော့ဆွေးကိုဆွေးနွေးရမှာပေါ့။တွဲဆောင်ဆွေးနွေးပွဲတွေကတော့တနည်းမို့တနည်းပုံကံတမျိုးမျိုးနဲ့တော့အာဖြစ်ဖို့ဖြစ်လာမှာပါပဲ။ဒီနေ့ပယ်ရှင်မှာပဲလို့ဆိုရဲဟာမျိုးတော့ပြောလို့တော့မရဘူး။ တရုတ်ရဲ့ဂျာမန်စစ်စစ်မှုနဲ့အေအေနဲ့မြန်မာတပ်မတော်ကြားတရုတ်နိုင်ငံမှာမလမှာတွေ့ဆုံဆွေးနွေးတော်ဖို့ရှိကြောင်းဤဆက်သူတွေထံကသိရပါဗျ။လက်ရှိမှာအေအေကအနိုင်ဆုံးအဆင့်အနေနဲ့ Confederation အဆင့်ကိုရလိုပြီးအမြင့်ဆုံးအဆင့်အနေနဲ့ရခိုင်နိုင်ငံတော်ထူထောင်ရေးညီမှန်းချက်တွေရှိနေကြောင်းပြောကြားထားပါဗျ။နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကတော့ငြိမ်းချမ်းရေးတကားကိုဖွင့်လှစ်ထားကြောင်းလက်နက်ကိုင်အဖွဲ့အစည်းတွေကနေမြေလိုက်အာဏာရရှိကိုကြိုးပမ်းနေတာကြောင်းစစ်ဆက်တိုက်ရမှာဖြစ်တယ်လို့ပြောကြားထားပါဗျ။ CNN သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ EU ကကိုပိုင်လုံခြုံရေးကိုမြင့်တင်ဖို့ပြင်ဆင်လာကြတဲ့ဆွေးတင်ပေဖြစ်ပါတယ်။တည်င်းပြည်စံကိုရှုစားလိုက်အောင်ပါ အမေရိကန်သမ္မတဒေါ်နယ်ထရန့်လက်ထက်မှာဥရောပအတွက်အမေရိကန်ရဲ့လုံခြုံရေးအာမခံချက်တွေမတိကြတော့ကြောင်းခံမှန်းချက်တွေထွက်ပေါ်ခဲ့တာကြောင့်ဥရောပနိုင်ငံတွေဟာကိုယ်ပိုင်လုံခြုံရေးအာမခံချက်အပေါ်စစ်အသုံးစိတ်တွေကိုတိုးမြှင့်ဖို့ပြင်ဆင်လာကြတယ်လို့ DW သတင်း website မှာဖော်ပြခဲ့ပါတယ်။ဥရောပကော်မရှင်ဥက္ကဋ္ဌအာဆူလာဖွန်တာလီယန်ကတော့ Euro 800ဘီလီယံတန်မှုရှိ RM Euro အမည်ရှိကာဝေးရေးအသုံးစိတ်တိုးမြှင့်ရေးအစီအစဉ်ကိုထုတ်ဖော်ပြောကြခဲ့ပါတယ်။အဲ့ဒီအစီအစဉ်ကိုမလ6ရက်မှာပြုလုပ်မယ်။ဥရောပသမဂ္ဂ EU ညီလာခံမှာအဓိကအထားဆွေးနွေးသွားမှာဖြစ်ပါတယ်။ မလနဲ့ရကပြင်သစ်သမ္မတမက်ခရွန်ရဲ့အစည်းအဝေးခေါ်ယူမှုနဲ့လန်ဒန်မှာပြည်ထောင်ဝင်ကြီးချုပ်ကီယာစတာမာကတဘာပတိဖြစ်ကြီးမှုကျင်းပခဲ့တဲ့ဥရောပကောင်ဆောင်နေအစည်းအဝေးပြီးမှအခုအစည်းအဝေးဟာ EU ရဲ့နောက်ဆုံးခေါ်ယူတဲ့အစည်းအဝေးဖြစ်ပါတယ်။ American ဟာ Ukraine အတွက်စည်းရေးနဲ့ငွေကြေးအကူအညီတွေဆိုင်းငံ့မှုနဲ့အတူဥရောပအတွက်လုံခြုံရေးကတိကဝတ်မှာလည်းမရေရာတာကြောင့်ဥရောပသမဂ္ဂဟာမိမိကိုယ်ကိုအားကိုးပြီးလုံခြုံရေးကိုတိုးမြှင့်ရမယ့်အခြေအနေကိုရောက်ရှိစေခဲ့ပါတယ်။ Fondalian ဟာအခြေအနေတွေဆိုးရွားနေတာကိုမိမောင်းထိုးပြသဖို့အတွက်ဥရောပကောင်ဆောင်နေတဲ့စာတစောင်းရေးသားပေးဖို့ခဲ့တယ်လို့ပြောပါတယ်။ ဲ့ဒီစာထဲမှာဥရောပတိုက်ဟာမိမိတို့တသက်မှာတစ်ခါမှမမြင်တွေ့ရဘူးတဲ့ကြီးမားတဲ့အန္တရာယ်ကိုရင်ဆိုင်နေရကြောင်းယူကရိန်းရဲ့အနာဂတ်လွတ်လပ်မှုနဲ့အချုပ်အခြာအာဏာပိုင်မှုဟာဥရောပရဲ့လုံခြုံရေးနဲ့တာယာဝါပြောရေးအတွက်အဓိကကြတယ်လို့យေတာဖော်ပြခဲ့ပါတယ်အခုဆိုပြမဲ့ REM Europe အစီအစဉ်ဟာအတိတ်ကာလကဥရောပအစိုးရတွေအတွက်စီးပွားရေးအကြောင်းပြချက်တွေနဲ့ကာကွယ်ရေးအသုံးစရိတ်ကိုရှင်းချခွင့်ပြုထားတဲ့အခြေအနေကိုရှောင်လဲနိုင်စေဖို့မျှော်လင့်ထားတယ်လို့ဖွန်ဒါလီယန်ကပြောပါတယ်အဖွဲ့ဝင်နိုင်ငံအားလုံးအနေနဲ့ကာကွယ်ရေးအသုံးစရိတ်ကိုတိတိတမ900ခန့်လုံးစီပို့မှုအသုံးပြုမယ်ဆိုရင်လာမယ့်၄နှစ်အတွင်း ်စစ်ဘက်ဆိုင်ရာယင်းနှိမ့်နှံမှုအတွက်ယူရို650ဘီလီယံနီးပါးရှိလာမှာဖြစ်ပြီးဥရောပသမဂ္ဂ EU ဘတ်ဂျက်ကယူရို150ဘီလီယံတန်ကြီးရှိတဲ့ချင်းငွေရန်ရာတစ်ခုကိုလည်းထူထောင်သွားမှာဖြစ်တယ်လို့ပြောကြခဲ့ပါတယ်။အစ္စရေးနဲ့ဟာမတ်အဖွဲ့တို့အကြားအပြည့်အခက်ရစဲရေးသဘောတူညီချက်နှောင့်နှေးကြံ့ကြာနေချိန်မှာပဲအမေရိကန်ဟာဟာမတ်အဖွဲ့နဲ့တိုက်ရိုက်ဆွေးနွေးခဲ့တဲ့ဆွေသတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ အစ္စရေးနဲ့ဟာမတ်စ်အဖွဲ့အကြားအပြစ်ခတ်ရစေးတဘောတူညီချက် နောက်နေ့ကြန့်ကြာနေချိန်မှာအမေရိကန်ဟာဟာမတ်စ်အဖွဲ့နဲ့တိုက်ရိုက်ဆွေးနွေးခဲ့တယ်လို့အယ်ဂျာဇီးယားကဖော်ပြခဲ့ပါတယ်။ဆွေးနွေးမှုတွေဆက်ပြီးပြုလုပ်နေပါတယ်။အသေးစိတ်ကိုတော့ကျမပြောမှာမဟုတ်ပါဘူးလို့အင်ဖီရိုသတင်းပြန်ကြားရေးအရာရှိကာရိုလိုင်းလက်ဖစ်ကမလ9ရက်မှာပြောကြားခဲ့ပါတယ်။ကမ္ဘာတဝန်းကလူတွေနဲ့ဆွေးနွေးမှုတွေညှိနှိုင်းမှုတွေပြုလုပ်တာဟာအမေရိကန်ပြည်သူတွေရဲ့အကျိုးစီးပွားအတွက်အကောင်းဆုံးလှုပ်ဆောင်ချက်ဖြစ်ပါတယ်။သမ္မတကြီးကလည်းယုံကြည်ချက်ရှိပြီးအမေရိကန်ပြည်သူတွေအတွက်မှန်ကန်တဲ့အရာတွေကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်လို့လက်ဖစ်ကပြောပါတယ်။အစ္စရေးမှာဟ ဟာမတ်စ်တို့ရဲ့ဖန်စီခြင်းခံထားရတဲ့တရားခဏီနဲ့ပတ်သက်ပြီးအထူးတန်တမန်အဖြစ်သမ္မတဒေါ်နယ်ထရန့်ရဲ့အဆိုပြုခံထားရသူအဒမ်ဘူလာဟာဟာမတ်စ်တို့နဲ့ပြုလုပ်တဲ့တိုက်ရိုက်ဆွေးနွေးမှုတွေမှာပါဝင်ခဲ့ပါတယ်။ဟာမတ်စ်အရာရှိတူကတော့ဂါဇာမှာဖန်စီထိန်းသိမ်းခံထားရတဲ့အစ္စရေးအမေရိကန်တရားခဏီနဲ့ပတ်သက်ပြီးဆွေးနွေးညှိနှိုင်းမှုတွေလည်းပြုလုပ်ခဲ့တယ်လို့ AFP သတင်းဌာနကအတည်ပြုပြောကြားခဲ့ပါတယ်။အမေရိကန်ဟာ1999ခုနှစ်ကဟာမတ်စ်အဖွဲ့ကိုအကြမ်းဖက်အဖွဲ့စီရင်သွင်ပြီးတာမြင့်ပိတ်ပင်ခဲ့ပြီးကြတဲ့ကအဲ့ဒီအဖွဲ့နဲ့တိုက်ရိုက်ဆွေးနွေးမှုတွေမရှိခဲ့ကြအောင်အရင်ကလူသိရှင်ကြားညင်းဆိုခဲ့ပူပါတယ်။အစ္စရေ တွေကတော့ Hamas နဲ့တိုက်ရိုက်ဆွေးနွေးမှုတွေအတွက် American နဲ့တိုင်ပင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ပြောပါတယ်။ Israel အရာရှိတွေကတော့ American နိုင်ငံသား Eden Alexander အပါအဝင်အသက်ရှိနေသေးတဲ့တရားခဏ24ဦးနဲ့တိတ်ဆုံးခဲ့တဲ့တရားခဏကြီးရဲ့ရုပ်အလောင်း35လောင်းဟာဂါဇာမှာထိမ့်သိမ်းခံထားရဆဲဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကအဆုံးသတ်သွားတဲ့ Israel Hamas အပြစ်ခတ်ရစေးရေးသဘောတူညီချက်ကာလအတွင်း Hamas အဖွဲ့ကတရားခဏ33ဦးကိုပြန်လည်ပေးခဲ့က Israel က Palestine 2000ကျော်ကိုပြန်လည်ပေးခဲ့ပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြောက်ကိုရီးယားဟာရုရှားနိုင်ငံကိုအထိတ်ခံစစ်သား3500ထပ်မံဆေးလွှတ်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာရုရှားနိုင်ငံကိုအတေကန်စစ်သား3500ထပ်မံဆီလုခဲ့တယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။အဲ့ဒီသတင်းတွေကြောင့်တောင်ကိုရီးယားကိုတက်လက်နှိုးဆော်မှုမြင့်တက်စေခဲ့ပါတယ်။ထောက်လိုင်းရေးသတင်းတွေအရရုရှားကိုပို့ဆောင်ခံရတဲ့မြောက်ကိုရီးယားစစ်သားအများစုဟာစစ်မြေပြင်မှာအရှင်ဖမ်းဆီးခံရတာထက်မိမိကိုယ်ကိုအဆုံးစီရင်ဖို့စမ်းသပ်ရှိကြသူတွေဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ရုရှားရဲ့အရှိပြားဒေသမှာမြောက်ကိုရီးယားကထပ်မံပို့ဆောင်ပေးခဲ့တဲ့စစ်သားပေါင်း3500ခန့်ဟာစစ်တပ်နဲ့လေ့ကျင့်နေကြောင်းတောင်ကိုရီးယားရဲ့အာဏာရပြည်သူ့အင်အားပါတီကလွှတ်တော်အမတ်ယူယောင်ဝန်ကမတ်လ9ရက်မှာအတည်ပြုခဲ့ပါ ပါတယ်မြောက်ကိုရီးယားဟာဇန်နဝါရီလနဲ့ဖေဖော်ဝါရီလမှာရုရှားကိုမြောက်ကိုရီးယားစစ်သား1500ပါဝင်တဲ့ဒုတိယအထုပ်စစ်ကူပေးပို့ခဲ့တဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့တဲ့နောက်အခုသတင်းထပ်မံထွက်ပေါ်ခဲ့တာဖြစ်ပါတယ်ဒုတိယအထုပ်ပေးပို့ခဲ့တဲ့မြောက်ကိုရီးယားစစ်သားတွေဟာပြီးခဲ့တဲ့နှစ်အောက်တိုဘာလကရုရှားကိုပထမအထုပ်စစ်ကူစေလွှတ်ခဲ့တဲ့မြောက်ကိုရီးယားစစ်သား1000တောင်တထောင်တွေကတည်ဆုံဒဏ်ရာရသူတွေနေရာမှာအစားထိုးတောင်းဝင်ထမ်းဆောင်မှုဖြစ်တယ်လို့ယူကပြောပါတယ်ရုရှားရဲ့အရှိပြားဒေသကနေရာ၅ခုမှာမြောက်ကိုရီးယားစစ်သား3500လောက်ဟာစစ်တင်တန်းတွေလေ့ကျင့်နေပါတယ်အဲ့ဒီစစ်သားတွေဟာတတိယအထုပ်စစ်ကူ ရှေ့လွှတ်မှုဖြစ်နိုင်ပါတယ်လို့သူကပြောပါတယ်ယူကရိန်းထောက်လှမ်းရေးအကြီးအကဲဂရီလိုဘူတာနော့ဖာဖေဗူလာ23ရက်မှ26ရက်အတွင်းပြုလုပ်ခဲ့တဲ့စုံစမ်းရေးခီးစဉ်အတွင်းအဲ့ဒီအချက်လက်တွေကိုရရှိခဲ့တယ်လို့ယူကပြောကြားခဲ့ပါတယ်လက်ရှိမှာရုရှားဘက်ကစစ်ကူပေးပြီးယူကရိန်းကိုတိုက်ခိုက်နေတဲ့မြောက်ကိုရီးယားစစ်သားတွေက400ခန့်ဟာတိဆုံးခဲ့ပြီး3600ခန့်ဟာဒဏ်ရာရရှိခဲ့ကဒဏ်ရာမှတက်တာပြီးရှေ့တန်းကိုပြန်လည်ပို့ဆောင်ခံရတဲ့စစ်သားပေါင်း300ခန့်ရှိတယ်လို့ယူကပြောပါတယ်ယူကရိန်းအစိုးရကတော့ယူကရိန်းစစ်သားတွေဝင်ရောက်တိုက်ခိုက်နေတဲ့ရုရှားရဲ့ကတ်ဒေတာမှာရုရှားနဲ့မြောက်ကိုရီးယားစစ်သားပေါင်း ောင်6300ခန့်ပူပေါင်းပြီးတိုက်ခိုက်နေတယ်လို့ခန့်မှန်းထားပါတယ်။ CNI သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။ကိုရှိမှာပို့ပြီးရက်ဆက်ဖို့လိုတယ်လို့ United နီးပြအာမိုရင်ကပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ United အသင်းအနေနဲ့ Europa League ပြိုင်ပွဲမှာ Quarter Final ကိုတက်ချင်နေဆိုရင် ကိုရှိမှာပို့ပြီးရက်ဆက်ဖို့လိုတယ်လို့နီးပြအာမရင်က ဆိုစီတက်အတင်နဲ့တကူးစီတီးကြခဲ့တဲ့ဆက်ချောက်တင်အဆင့်ပထမအကြော့ပွဲပြီးမှကစားသမားတွေကိုပြောခဲ့ပါဗါတယ်။အာမိုရင်ကကျွန်တော်တို့ဟာအခွင့်အရေးတွေဖန်တီးခဲ့ပေမဲ့တခါတရံပြောင်းလဲထားတဲ့ဂိုးတွေကိုမမြင်တွေ့ခဲ့ရပါဘူး။ဒါကြောင့်လေဆိုရင်ကျွန်တော်တို့ဟာကန်သွင်းနိုင်ခြင်းမရှိလို့ပါ။ကျွန်တော်တို့ဟာအကူအပြောင်းတွေအခြေအနေတွေရှိပေမဲ့တွင်းဂိုးတွေပျောက်ဆုံးနေပါဗါတယ်။ခြားနားမှုတစ်ခုကိုဖန်တီးပေးနိုင်မှုတွင်းဂိုးတွေလိုအပ်တဲ့ဒီလိုပွဲမျိုးတွေမှာတော့ဒါကတစ်ခုခုကိုပြောင်းလဲပေးနိုင်ပါတယ်လို့ပြောခဲ့တာပါ။ ယူနိုက်တက်အသင်းအားဒီပွဲမှာဇက်ကစီရဲ့အတွင်းကိုနဲ့ဥဆောင်နိုင်ခဲ့ပေမယ့်အိုယာဇာဘယ်လီရဲ့ပနတီခြေပကိုကြောင့်ဆူစီတက်အသင်းနဲ့တကူးစီတည်ကြခဲ့တာဖြစ်ပါတယ်။ဂျူဘာလီဆက်ကြောက်တဲ့အဆင့်ပထမကြော့ပွဲစဉ်မှာယူနိုက်တက်အသင်းအားအနိုင်ကိုရယူနိုင်ဖို့လုံလောက်တဲ့အခွင့်အရေးတွေရခဲ့ပေမယ့်အသုံးချနိုင်ခြင်းမရှိတာပါ။ဒီပွဲစဉ်မှာနောက်ခံလူဒါလောဟာတိုက်စစ်မှုဟော့ချ်လန်ကိုဖျက်တင်ဖို့ပြီးပြီးတွင်းကိုရယူနိုင်မဲ့အခွင့်အရေးရခဲ့ပေမယ့်အနောက်ကူတာပြန်ပြီးခဲ့တာကြောင့်ယူနိုက်တက်အသင်းအတွက်နစ်နာခဲ့သလိုတောင်မန်ကစားသမားကာနာချူကလည်းအခွင့်အရေးတွေကိုလွဲချော်ခဲ့ပါတယ်။ ဟော့ဂျလန်ဟာဆူစီဒတ်အသင်းနဲ့ပွဲအပါအဝင်ယူနိုက်တက်အသင်းအတွက်16ပွဲဆက်တိုက်ကူးသွင်းနိုင်ခဲ့ခြင်းမရှိတာကြောင့်ဝေဖန်မှုတွေခံနေရပေမယ့်နီးပြအာမရင်ကသူ့အစားသမားရဲ့အလားလာနဲ့ပတ်သက်ပြီးအကောင်းမြင်မှုတွေရှိနေတာပါအဲ့ဒီပြင်နီးပြအာမရင်ကယူနိုက်တက်ကစားသမားတွေကကိုယ်ရည်သွင်းပြီးပွဲကိုအနိုင်ရကျင်နေပေမယ့်အကောင်းဆုံးနီးလန့်ကိုဆုံးဖြတ်နိုင်ခြင်းမရှိဘူးလို့ပြောခဲ့ပါတယ်ယူနိုက်တက်အသင်းအားဒီပွဲတည်ရလဲကြောင်း quarter final တက်နိုင်ဖို့ဆိုရင်ဒုတိယကြောဖြစ်ကစားမဲ့အင်္ဂွင်းပွဲစဉ်မှာဆိုစီဒတ်အသင်းကိုအနိုင်ရယူနိုင်ဖို့လိုအပ်နေတာပါ ယူနိုက်တက်အသင်းအားလာမယ့်ပရီးမီးယားလိပွဲစဉ်ဖြစ်အာဆနယ်အသင်းကိုအင်္ဂွင်းလက်ခံရှင်ပြိုင်ရမှာဖြစ်ပါတယ်။ CNI သတင်းဌာနရဲ့2025ခုနှစ် match လ9ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေရှင်။